Okay lesson 8သင်ခန်းစာလေးတွေအပေါ်ပိုင်းမှာ adjectives နေနဲ့ပတ်သက်ပြီးတော့သင်ခဲ့တယ်เนาะဆိုတော့အဲ့ဒီရဲ့ grammar pattern number 3လေးထိကပြီးသွားပြီဆိုတော့ grammar pattern number 4ကနေစပြီးတော့ပြန်ပြီးတော့လေ့လာကြမယ်အရှိမတခုခုစာကြောင်းပါမယ်အလဲမှာ ga လေးနဲ့ဆက်ပြီးတော့အနောက်မှာစာကြောင်းတခုခုပါမယ်အဲ့ဒါကမြန်မာလိုဘာသာပြန်မယ်ဆိုရင်เนาะအဲ့ဒီရှေ့ကတခုခုကဖြစ်ပေမဲ့လဲနောက်ကတခုခုပေါ့เนาะ အင်္ဂလိပ်လို့ဆိုရင် BUT bat နဲ့အတူတူပဲဆိုတော့သူကစန့်ကျင်ဘက်အတိတ်ပဲနှစ်ခုကိုစာကြောင်းဆက်တဲ့အခါမှာဒီအလယ်မှာဂလေးနဲ့သုံးတယ်နော်ဒီ pattern လေးကအရန်ပဲအတွေ့အများရတဲ့ pattern လေးဖြစ်တဲ့အတွက်အဲလေ့ကျင့်ဖို့လိုတယ်ပေါ့နော်ケラスはエサマサナスでパチめそうえ日本の食べ物は美味しいですが高いです日本の食べ物は美味しいですが高いです。ジャパンへ砂糖でが高いです。 စားကောင်းပေမဲ့လည်းစိတ်ကြည်တယ်။ခဲဒါဆိုရင်အိုရေးရှိဆိုတဲ့စားကောင်းတော့စားကောင်းတယ်ဆိုတာက positive လား negative လား positive เนาะကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ adjective လေးဒါပေမဲ့အလယ်မှာကလေးနဲ့တွဲလိုက်တဲ့အတွက်သူကအနောက်မှာမကောင်းဘူးဆိုတဲ့ ဒါကိုက်ဈေးကြီးလဲဆိုကောင်းတာလားမကောင်းတာလားမကောင်းဘူးเนาะဆိုတော့ဒီဒိဗယ်မကောင်းတာနဲ့ကောင်းတာကိုဒိဗယ်ဆန့်ကျင်ဘက်နှစ်ခုကိုအလဲမှာဂါလေးနဲ့တွဲပြီးတော့သုံးမိထားတာဗောနော်ဂျပန်ရဲ့စားတောက်တွေကစားကောင်းပေမဲ့လည်းဈေးကြီးတယ်အဲ့လိုမျိုးလေးဗောနော်နောက်တစ်ချောင်းဖတ်ကြည့်မယ်ဆိုရင်ဒိုင်ကာကူနိုလျောဝဖူရီဒတ်စ်ကဘန်ဒီဒတ်စ်ဒိုင်ကာကူနိုလျောဝဖူရီဒတ်စ်က ဘန်ဒီသတ်ဒိုက်ကကုဆိုတာကတက်ကတူပေါ့နော်တက်ကတူရဲ့လျောဆိုတာကအဆောင်အဲ့ဒါကဟာတဲ့ဖူရူယီဖူရူယီဆိုတာကဟောင်းအိုတော်ဖူရူယီသတ်ကဟောင်းအိုပေမဲ့လေဘန်ဒီသတ်အစင်ပြေတယ်အစင်ပြေတယ်ဆိုတာပြောချင်တာကတက်ကတူကပေးထားတဲ့အဆောင်ဖြစ်တဲ့အတွက်ကြောင်းနဲ့နှီးတာလို့ပေါ့နော်သွားဟိတ်လိုက်အစင်ပြေတယ်ဒါမှမဟုတ်ရှင်လဲဘတ်စကာကိန်းနဲ့နှီးတာလားတခုခုပေါ့နော်ဒါမှမဟုတ်ဈေးသက်သာတာလားအစင်ပြေရဆိုတဲ့အတွက်ဆိုတော့ဟောင်းအိုရဲဆိုတာပုံမှန်ဆိုမကောင်းနေเนาะအဆောင်ဦးလို့အဆောင်လို့ဆိုတာဒါပေမဲ့ အဲ့ဒီမကောင်းဘူးဆိုတော့မင်းနဲ့အနောက်ကဘန်းဒီအစင်ပြေရဆိုတော့ကောင်းတယ်ဆိုတော့မင်းနဲ့နှစ်ခုကိုလေမကဆိုတာလေးနဲ့ဆက်ပြီးတော့ပင်မဲ့လဲဆိုတဲ့ပုံစံလေးနဲ့ဘာသာပြန်ထားဖြစ်ပါရဲ့နော်တက္ကသိုလ်ကပေးတဲ့အဆောင်ကအိုဟောင်းနေပင်မဲ့လဲအစင်ပြေပါတယ်နော်ဒါဆိုရင်ကဆိုတာလေးကိုနားလဲသွားပြီလို့ထင်ပါရဲ့နော်ဆိုတော့ဆန့်ကျင်ဘက်အတိတ်ပဲရှိတဲ့စာကြောင်းနှစ်ကြောင်းကိုဆက်တဲ့အခါမှာအလေးမှာကလေးနဲ့တွဲပြီးတော့သုံးပါတယ် နောက်ထပ် grammar pattern number 5လေးပေါ့เนาะသူကကြတော့တိုသဲမိုနဲ့အာမဒီကိုအဓိကလေ့လာမှာဖြစ်ပါတယ်တိုသဲမိုက English လို့ဆိုရင် VERY အရန်ပဲဆိုတဲ့အဓိပ္ပာယ်လေးပေါ့เนาะ ဆိုတော့အရင်ပဲကောင်းတယ်အရင်ပဲလှတယ်တခုခုပေါ့နော်အရင်ပဲဆိုးတယ်ဆိုတာလည်းရှိနိုင်ပါတယ်နော်အရင်ပဲဆိုးတာလည်းဖြစ်နိုင်တယ်အဲတခုခုက very ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်လေးပေါ့အာမရိကကျတော့သူက English လို့ဆိုရင် not much တိတ်ပြီးတော့မှဆိုပုံစံမျိုးလေးဒါဆိုရင်မြန်မာလို့ဆိုလည်းတိတ်ပြီးတော့မှဆိုတဲ့အတွက်မကောင်းတာနောက်မှမှဆိုတာပဲပါတော့မယ်နော် negative ပဲပါတော့မယ်အဲတိတ်ပြီးတော့မှစားမကောင်းတာလားတိတ်ပြီးတော့မှ မကြည့်တာလားတိတ်ပြီးတော့မှမမြင်တာလားတိတ်ပြီးတော့မှ အဲစိတ်ဝင်စားဖို့မကောင်းတာလားစသဖြင့်ပေါ့နော်ဒါဆိုရင်တိုသွင်းမှုနဲ့အာမားတွေကဆန့်ကျင်ဘက်လို့မှတ်ထားလို့ရတယ်နော်တိုသွင်းမှုနောက်မှာ adjective လေးလိုက်မယ်အာမားတွေနောက်မှာကျတော့ negative adjective လိုက်မယ်ပေါ့နော်တိုသွင်းမှုနဲ့ပတ်သက်တဲ့ example sentence လေးပတ်ကြည့်မယ် Peking wa to temo samuidas Peking wa to temo samuidas Beijing မော်နော် Beijing မြို့ကအရန်ပဲပါနော်တိုသွင်းမှုဆိုအရန်ပဲ samuidas အေးတယ်ပေါ့နော်ဒါဆိုရင်အေးတယ်ဆိုတာကိုမှအရှိမနောက်ထပ်အရန်ပဲဆိုတာလေးကိုထည့်လိုက်တဲ့ပုံစံမျိုးလေးပေါ့နော်တိုသဲမို plus adjective pattern လေးပေါ့နော်နောက်ထပ်စာကြောင်းလေးခိုရဲဝတိုသဲမို you may not aga thus ခိုရဲဝတိုသဲမို you may not aga thus ဒီဟာကအရန်ပဲနာမည်ကြီးတဲ့စကားဖြစ်ပါတယ်ပေါ့နော်ဒါဆိုတိုသဲမို very ဆိုတဲ့နောက်မှာ you may not aga ဒါဆိုရင် noun နဲ့ adjective နဲ့တွဲပေးတာလေးပေါ့နော်ဆိုတော့ you may not အဲကဆိုတာလေးကိုအရန်ပဲဆိုတဲ့ပုံစံလေးနဲ့ထပ်ပြီးတော့ထည့်ထားတာဖြစ်ပါတယ်เนาะအရန်ပဲဆိုပြီးတော့ထပ်ပြီးအထူးပြုထားတာဒါဆိုရင်တိုသဲမှုအပေါင်း adjective ပုံစံလေးဒီ adjective က noun နဲ့တွဲထားတဲ့ adjective ပုံစံလေးပေါ့နော်ဒါဆိုရင်တိုသဲမှုဆိုတာလေးကိုနားလည်မယ်လို့ထင်ပါတယ်เนาะ very much ဆိုတဲ့အဓိပ္ပာယ်လေးပါ အာမာရီနေကိုတခြားလောက်လေ့လာကြည့်မယ်။ရှန်ဟိုင်ဝါအာမာရီစာမှုခုနိုင်သက်ရှန်ဟိုင်ဝါအာမာရီစာမှုခုနိုင်သက်အာမာရီဆိုတာကတိတ်ပြီးတော့မှဆိုပုံစံမျိုးနေပေါ့နော်။အားကြောင့်မလို့စာမှုဤဆိုတဲ့ဤ adjective လေးကနောက်မှာဘာနဲ့လိုက်ပေးရလဲ။ negative ပုံစံနဲ့လိုက်ပေးရတယ်။စာမှုဤမှာဤကိုဖြုတ်ခုနိုင်ထည့်ထားရနော်။ဒါဆိုရင်အာမာရီ plus negative adjective ပေါ့နော်။ရှန်ဟိုင်ကတိတ်ပြီးတော့မှမအေးဘူးတဲ့။နောက်ထပ်စာကြောင်းလေးကြောင်းဖတ်ကြည့်မယ်။ ေဒိုက်ကာကူဝါအာမာရီယူမေနဒိုက်ကာကူချာအာဒီမာဆန်အေဒိုက်ကာကူဝါအာမာရီယူမေနဒိုက်ကာကူချာအာဒီမာဆန်အေတက်ကတိုကတိတ်ပြီးတော့မှနာမည်ကြီးရဲ့တက်ကတိုမဟုတ်ဘူးတဲ့ကဲဆိုဒီမှာဆိုရင်လည်းအာမာရီဆိုတဲ့တိတ်ပြီးတော့မှဆိုတဲ့ပုံစံမျိုးလေးနဲ့အနောက်မှာယူမေနဒိုက်ကာကူကိုမှ ဘာနဲ့သုံးထားလဲ thus နဲ့မသုံးဘဲနဲ့ ja arima san နဲ့သုံးထားရယ်နော် you may not die ka ku ja arima san ဒါဆိုရင်သူက noun negative ကိုမှအာ sorry noun adjective ကိုမှ negative ပုံစံနဲ့သုံးထားဖြစ်ပါရယ်နော်နားလည်မလားမသိဘူး amari ရဲ့နောက်မှာအမြဲတမ်း negative ပုံစံပဲလိုက်မှာဖြစ်တဲ့အတွက် you may not die ka ku thus လို့ဟာမသုံးမဲနဲ့ you may not die ka ku cha arima san နဲ့သုံးထားရယ်နော် a တက်ကတူကသိပ်ပြီးတော့မှနာမည်မကြီးရတဲ့ကတူဖြစ်တဲ့ ရမယ်เนาะဒီပတ်တန်လေးအာမရီရဲ့နောက်မှာ negative adjective တွေလိုက်ထားပါတယ်ဒီခေါက် adjective လေးက noun adjective တွေလိုက်ထားတာเนาะကဲဒါဆိုလို့ရှိရင်တိုသိမ်းမှုနဲ့အာမရီရဲ့အာအဓိပ္ပာယ်လေးတွေသုံးပုံသုံးနည်းလေးတွေကိုနားလည်သွားပြီလို့ထင်ပါတယ်နောက်ထပ် grammar pattern number 6လေးကိုလေ့လာကြည့်ရအောင် noun wa do das ka noun wa do das ka do das ka လေးကဘယ်လိုလဲလို့မေးတာမျိုးပေါ့เนาะ how about စပုံစံမျိုးလေးပေါ့ ကျလာဆိုအေဇာမဆနက်စ်လေးဖတ်ကြည့်မယ်ဆိုရင်ညီဟွန်နိုဆေကတ်ဆိုဝါဒိုဒက်စကညီဟွန်နိုဆေကတ်ဆိုဝါဒိုဒက်စကညီဟွန်ဆိုတာကဂျပန်ပေါ့နော်ဂျပန်နိုင်ငံရဲ့ဆေကတ်ဆိုလူနေမှုတို့မဟုတ်ဂျပန်နိုင်ငံမှာရှင်သန်မှုပေါ့နော်ဒါဆိုဂျပန်မှာနေတဲ့လူတယောက်ကိုမေးတာပေါ့ဥပမာထားပါတော့မြန်မာနိုင်ငံနဲ့ဂျပန်ကိုပြောင်းသွားတယ်နှစ်နှစ်သုံးနှစ်လောက်ကြာပြီကဲဂျပန်မှာဘယ်လိုလဲအဆင်ပြေလားနေရထိုင်ရတာအဲ့လိုမေးခြင်းညီဟွန်နိုဆေကတ်ဆိုဝါဒိုဒက်စကဂျပန်မှာနေရတာဘယ်လိုလဲ ဒါဆိုရင်ဒီမှာ do the scar လေးကဒီလိုမျိုးနေရာမှာတုံးတာပေါ့နော်ဘယ်လိုလဲဆိုတဲ့ပုံစံမျိုးလေးပေါ့ဒါဆိုပြန်ပြင်ချင်တယ်ဆိုလို့ရှိရင် okay ဒါနိုရှိ does อืมပျော်တယ်သူနှစ်သက်တယ်ပေါ့နော်ဒါပေမဲ့ရှင်လဲဒါနိုရှိခုနိုင်သက်ဆိုရင်လဲမနှစ်သက်ဘူးပေါ့ဒါဆိုရင် သူရဲ့ခံစားချက်တစ်ခုခုကိုသူပြောပေါ့နော်အဲအဲ့လိုမျိုးလေးပေါ့ဒီမှာတော့ eg delay နဲ့ဖြေသွားတာပေါ့နော်ဥမာအထီးကျန်နေဆိုရင်ဆာဘီရှိ does ပေါ့ညီဟိုမှာဂျပန်မှာနေရတာအထီးကျန်နေပေါ့အဲ့လိုမျိုးပေါ့ ဒါဆိုရင် grammar pattern nemesis လေးဖြစ်တဲ့ now what do does ကလေးကိုနားလည်သွားပြီလို့ထင်ပါတယ်เนาะဒါဆိုရင် grammar pattern number 7လေးကို လေ့လာကြမယ်เนาะ now when what do na now to does က now when what do na now to does က now when လေးကဘလို့ now to မျိုးလဲတဲ့ဆိုတော့အရှိမနောက်တစ်ခုပါမယ်ပြီးအလယ်မှာ what ပြီးဒေါနာဆိုတာလေးနဲ့မေးမယ်ပြီး this ကလေးနဲ့မေးမယ်ပေါ့နော်။ကြည့်ဒါဆိုရင် example sentence လေးကိုဖတ်ကြည့်မယ်။ နာရဝဒေါနာမချိဒက်စကနာရဝဒေါနာမချိဒက်စကဒီမှာနာရဆိုတာကနာဝံကိုစားပြုတာတယ်နာရဆိုတဲ့နာမည်နဲ့ဟာပေါ့နော်အဲ့ဒီဟာကတဲ့ပြီးအလယ်မှာဝလေးကိုပါတယ်ပြီးဒေါနာဆိုတာလေးပါတယ်ပြီးရင်နောင်တူနေရာမှာမချိလေးဝင်သွားတယ်ပေါ့နော်ပြီးနောက်ကဒက်စကနော်ဒီပတ်တန်လေးတိုင်းပဲလုံးဝအစားထိုးပြီးတော့သုံးသွားတာနော်နာရဝဒေါနာမချိဒက်စကနာရကဘယ်လိုမျိုးမျိုးလဲတဲ့ ဒါဆိုရင်ပြန်ဖြည့်ခြင်းနဲ့ဆိုရင်ဘလိုမျိုးလဲဆိုတာကိုသိတာအောင်အထူးပြုတဲ့ adjective လေးနဲ့ပြန်ဖြည့်တာပေါ့နော် furui machidas o hong do မျိုးဖြစ်ပါတယ်ဒါဆိုရင်မျိုးဟောင်းပေါ့နော်မျိုးဟောင်းဖြစ်ပါတယ်မျိုးသစ်ဖြစ်ပါတယ်ဆိုရင်လည်းမျိုးသစ်ဖြစ်ပါတယ်ပေါ့နော်အတာရှိမာချီသက်အဲ့လိုမျိုးဒီမာချီဆိုတဲ့ဟာမှာအထူးပြုတဲ့ပုံကိုလေးနဲ့အထူးပြုတဲ့ adjective လေးနဲ့တွဲပြီးတော့ဖြည့်ပေးရမယ့်ပုံစံမျိုးလေးပေါ့နော်ဒါဆိုရင် don't know မေးလို့ရှိရင်အဲ့ဒီဟာကိုအထူးပြုတဲ့ adjective လေးနဲ့ဖြည့်ပေးရမှာဖြစ်ပါတယ်နော် ိုဟောင်းသောမျိုးလေးဖြစ်ပါတယ်မျိုးဟောင်းဖြစ်ပါတယ်ပေါ့ကဲနောက်ထပ် example sentence လေးခိုနိုဟွန်ဝဒေါနာဟွန်ဒက်စကခိုနိုဟွန်ဝဒေါနာဟွန်ဒက်စကဒီစာအုပ်ကဘလို့စာအုပ်မျိုးလဲဒါဆိုရင်ဆိုနိုဟွန်က sorry နော်ဆိုနိုဟွန်ဟိုစာအဲစာအုပ်ပေါ့နော်အဲစာအုပ်ကဘလို့စာအုပ်မျိုးလဲဒါဆိုဆိုနိုဟွန်ကနောင်ဝမ်းမှာကိုစားပြုတယ်အလဲမှာဝါလေးထည့်ပေးမယ်ဒေါနာလေးလည်းပါမယ်ပြီးရင်နောင်တူကဒီဟွန်လေးကိုကိုစားပြုတယ်ပြီးရင်ဒက်စကလေးနဲ့မိထားတယ် အဲ့စာအုပ်ကဘလို့စာအုပ်မျိုးလဲဒါဆိုရင်ပြန်ဖြေတဲ့လူကအဲ့စာအုပ်ကဘလို့ဟာမျိုးလဲဆိုတော့အထူးပြုတဲ့အဲပုတ်ကလေးနဲ့ပြန်ဖြေရမယ်ပေါ့နော် adjectives တွေနဲ့ပြန်ဖြေရမယ်ဒါဆို omoshiroi hondas ပါလဲစိတ်ဝင်စားဖို့ကောင်းတဲ့စာအုပ်ဖြစ်ပါတယ်အဲ့လိုမျိုးလေးဖြေတယ်ပေါ့နော်ဒါဆိုရင် now when what don't now to the sky ဆိုတဲ့ button လေးကိုနားလည်သွားပြီလို့ထင်ပါတယ်နော်စင်ပြီမလား နောက်ဆုံးတစ်ခုပေါ့နော် chroma pattern ထဲမှာနောက်ဆုံးတစ်ခုဖြစ်တဲ့ number 8လေးက so the snare so the snare so the snare ကပုံမှန်ဆိုရင်တော့ဟုတ်တယ်နော်လို့ဘာသာပြန်နေပေါ့နော်ဒါပေမဲ့ဒီ lesson 8မှာကြတော့သူက so the snare ကကြတော့စကတ်ထောက်ပုံစံမျိုးစကတ်ချီးပုံစံမျိုးနဲ့သုံးတာပေါ့နော်တယောက်ယောက်ကကိုယ့်ကိုမေးခွန်းတစ်ခုမေးတဲ့အခါမှာကိုယ်ကပြန်ပြေတော့မယ် အဲ so this နဲ့ or ပြောရမယ်ဆိုရင်တော့အဲအဲ့လိုမျိုးလေးဘာသာပြန်မယ်ပေါ့နော်ဥပမာအလုပ်ကိစ္စတွေဘာတွေမေးတယ်ဆိုရင်လည်း or ပြောရမယ်ဆိုရင်တော့အဲ is my sentence နဲ့ကြည့်ကြမယ်နော် so oshiko to wa to das ka oshiko to wa to das ka အလုပ်ကဘယ်လိုလဲဒါဆိုကိုကတမ်းပြီးမဖြေလိုက်ဘူးအလုပ်ကဘယ်လိုပါဆိုပြီးတမ်းပြီးမဖြေလိုက်ပဲ ਨੇ so this နဲ့ or ဟုတ်တယ်နော်ပြောရမယ်ဆိုရင်တော့အဲအဲ့လိုမျိုးလေးစကားကိုထောက်ပြီးတော့စကားချီးတင်လိုက်တာပေါ့နော် ဆိုသစ်နဲ့อืมပြောမယ်ဆိုရင်တော့อิโซกาชิသစ်ကအိုမိုရှိရိုဟီသစ်အလုတ်ရှုပ်ပေမဲ့အလုတ်များပေမဲ့လည်းစိတ်ဝင်စားဖို့ကောင်းပါတယ်နော် grammar pattern number 4လေးကိုသုံးရတယ်နော် ga ဆိုတဲ့ပုံစံလေးနဲ့အရှိမ isoga shi ဆိုတာကမကောင်းတဲ့ result လေးအလုံးများတယ်အနောက်မှာ omoshi ro ကကြတော့ကောင်းတဲ့ result စိတ်ဝင်စားတယ်နော်အမှအလဲမှာ ga လေးနဲ့သုံးရတယ် pattern နှစ်ခုလုံးသုံးရတယ်နော် so this နဲ့လေးကအလိုမျိုးလေးသုံးရတာဖြစ်ပါတယ်ဥမာ အမင်းဖေရဲ့ကျမကြီးဘလို့လဲအဲ့လိုမေးတယ်ဆိုပြီးရရနော်အဲ so the snake อืมပြောမှဆိုရင်တော့အဲမကောင်းသေးဘူးလားကောင်းပြီလားအဲ့လိုမျိုးဖြေလို့ရရနော်ကဲဒါဆိုရင် grammar pattern number 8ကလေးကနားလည်သွားပြီလို့ထင်ပါရယ်နော်ဆိုတော့ဒီနေ့ရဲ့အဲ grammar lesson ရဲ့တလောက်ပဲဖြစ်ပါတယ်အားလုံးပေါင်း၈ခုသင်သွားတာဖြစ်ပါတယ်ဗောနော် ဆိုတော့နံပါတ်1က adjective တွေရှိကြအောင်နံပါတ်2ကကျတော့ adjective လေးတွေကိုစာကြောင်းဖွဲ့တယ်ပြီး negative adjective လေးတွေကိုလည်းပြောပြခဲ့တယ်။နောက်နံပါတ်3လေးမှာကျတော့ adjective လေးနဲ့ noun နဲ့တွဲပြီးတော့ဘလိုမျိုးလေးသုံးလဲ။နံပါတ်4မှာကျတော့ ga ပေါ့နော်။ ga ကစာကြောင်းလေးမှာဆက်ပြီးတော့စာကြောင်းနှစ်ခုဆက်ခြင်းပဲစာကြောင်းနှစ်ခုကိုဆက်တဲ့အခါမှာသုံးပါတယ်။နောက်ပြီးတော့တိုသဲမုံနဲ့အာမရီရဲ့အဓိပ္ပာယ်လေးရှင်းခဲ့တယ်။နောက်နံပါတ်6က now what do the sky ဘလိုလဲဆိုတဲ့ပုံစံမျိုးလေး။နောက်ခုက now one what do na now do the sky ။ now လေးကဘလို့နောင်2မျိုးလဲဆိုတာလေးကိုသင်ခဲ့တယ်နောက်ဆုံးတစ်ခုကဆိုးသက်နဲ့စကတ်ထောက်လေးပေါ့နော်ကဲဒါဆိုရင်ဒီနေ့သင်ခန်းစာအားလုံးကိုလေ့လာပြီးတော့နားလည်သွားပြီလို့ထင်ပါတယ် lesson 8လေးက grammar pattern လေးတော်တော်လေးများတဲ့အတွက်အားလုံးပဲကြိုးစားပြီးတော့လေ့လာပြပါအောင်နော်ကြည့်ရှုပေးရတော့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ်သင်ခန်းစာတွေမှာလည်းအတူတူပြန်တွေ့ဖို့အတွက်မျှော်လင့်ပါတယ်ကြမတ်တန်နေ bye bye